တော့50ခွန်ပါဆိုရင်တေချာပေါက်ဒီလိုပုတ်စားတော့မလားဘောနော်တေချာပေါက်တော့တော့စာမေးပွဲမှာမလားဟုတ်ကွယ်ဒါပေမဲ့လည်းရွေးကြည့်မယ်ပေါ့နော်အဲ့တော့အခု50ခွန်ပါနံပါတ်1ကခိုင်မွန်နီကြီးတဲ့ဒန်စေဘဒိုဒါတို့တေတူကဈေးဝယ်တာနဲ့ပတ်သက်ပြီးတော့မှမဘဒူကလည်းဆိုလို့ရှိရင်ဒန်စေဆိုရယ်ပေါ့နော်ရုပ်ကြားလေးတွေ ਆ တဲ့ဘာလို့ပြောနေတာလဲတဲ့နံပါတ်1ကကြတော့ いつも値段が安いものを探して買うこと、買い、買ってしまうで。だそういうのろ、メイマーဖြစ်သွားလိမ့်မယ်ထင်တာပဲเนาะ。ဟိုဗါလဲအများရန်ဈေးသက်သာပါတယ်ဆိုတဲ့အရာတွေကိုပဲရှာပြီးတော့မှပွဲတာတဲ့။ယောက်ျားကြီးလောက်ပြင်းတာယောက်ျားကြီးပဲရှိရဟုတ်တယ်မလား။ဟို ပြီးပြီးတော့ဝယ်လိုက်ကြအများကြီးလေနော်တန်လားလည်းမသိမတန်လားလည်းမသိဝယ်တာယောက်ျားလေးပဲရှိရဟုတ်တယ်မလားအဲ့ဒါကြီးကိုပေါ့နော်သူတို့ကဈေးသက်သာတာကြီးကိုတဲ့တက်တက်ကိုရှားတဲ့ရှားပြီးတော့မှဝယ်တာတဲ့ပေါ့နော်အဲ့တော့ဒါတခုနောက်နံပါတ်2ကကြတော့နေရန်ကအဲဗါတယ်တကိုက်ဟိုကယွိမွန်တော့တော့အမောတဲ့ခတ်တဲ့စမောက်ဒါဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်သေးရဲ့လေနော်ယောက်ျားလေးတွေကများတော့ဖြင့် ပြဲဗာလေတိတ်မကြည့်တတ်တာဆိုတော့လေနော်ဈေးကြည့်ရင်ကောင်းပါပဲဆိုတဲ့အရာလို့ထင်ပြီးတော့မှမှဝေကြတာလေဘောတော့ပြေပူကအနေနဲ့တော့ဖြစ်နိုင်တယ်နောက်နံပါတ်3ကကြောင်းတော့ခမနောက်တေမောဤနော်ဤမောနော်တေမောမဝယ်လဲရရတဲ့နေတဲ့ဈေးတက်တာလို့ဆိုဝယ်တာတေးကြရတာဒီလိုမျိုးဟာဝယ်နော်အချောက်ပဲနော်အေးနော်ဒီဒီစာပိုက်ကိုဒါနားတော်နေနော်ငါအရိုက်ခံရအောင်မေနော်ဒီမလိုအဲ့ဓာကြီးဝယ်တာမယူမတွေဝယ်တာဟုတ်တယ်မလားယောက်ျားတွေကအဲ့ဓာကြီးမဝယ်ဘူးလားလို့လေနော်နောက်နံပါတ်4ဆိုလို့ရှိရင် 変わらなければならないものなら、ウェグウェアロメピシミョソルシンヘレ、ネランのことは考えずに買ってしまうれ、ゼーブラウフェジジボリノ、あらウェレゾ。だろデジャバヨジャピナイネリノ、ヨジャリアアロ、トゥロトゥロアビゾウェチャプライダベリノ。あろ、ディロプーサミョウユエカマ、シマリディサバイジアイベイタレトゥイライ。あらイヨ、マファレバンピプ。トゥメダガ、カイモノネパタテハルウェピョラ、ホタムラ。あろ、アオリウジアイデカマ、カイモノニジテルベイタレポリノ。あろ、 တစ်ကြောင်အင်းနဲ့ဘီနဲ့ပေးထားရကွယ်ဘယ်အားယောက်ကြလဲဘယ်အားမိန်းမလဲပေါ့နော်အဲ့လိုမျိုးတွေဇဝေဇွာဖြစ်နေအေးစားပိုက်တွေထဲမှာပေါ့လေနော်အဲ့လောက်ကြီးထီမယိုးရှင်းတဲ့မိကုံမျိုးဆိုမျိုးလာတာရှားတယ်ပေါ့လေနော်အဲ့တော့နည်းနည်းတော့မျက်လုံးလေးဝေ့ပြီးရှားလိုက် အောက်ထဲမှာပါတယ်စားတဲ့အေးတို့ဘီတို့ချစ်တာကတောင်းစီတဲ့တို့ချစ်တာကဂျိုစိကာ စုကနီဝါကတတာရောလို့ပြထားတယ်ပေါ့နော်အေနဲ့ဘီနဲ့မှာဘယ်ဟာယောက်ျားဖြစ်ပြီးတော့မောင်မဘယ်ဟာမိန်းမဖြစ်မလဲဆိုတော့တဲ့ကြီးလိုက်တာနဲ့တော့ချက်ချင်းနားလည်လိမ့်မယ်ထင်ပါတယ်တဲ့အေကဂျိုစီတဲ့ဘီကဒေါန်စီနော်နာနော်ဒါဆိုတာတဲ့အေကဂျိုစီဖြစ်ပြီးတော့မောင်မဘီကဒေါန်စီဖြစ်မဲ့ပုံပါပဲလို့ပြောတာဖြစ်တဲ့ကြောင့်လို့အခုအမတို့စဉ်းစားရမှာခိုင်းမွန်နုံနဲ့ပတ်သက်ပြီးတော့မောင်မဒေါန်စီကိုပြောထားတယ်အဲ့တော့နံပါတ်1ဖြစ်တဲ့ခိုင်းမွန်နုံလာကြည့်ဒေါန်စီလို့ပြောလို့မလို့နံပါတ်2လေးကိုလာကြည့်ရဲ့အချိန်မှာ いつも100円のものがပုံမှန်ဆိုရင်ပေါ့နော်အမြဲတမ်းဆိုရင်100ပဲတန်တဲ့အရာကားတဲ့နီဟကနီနာတေတေမို့200ယန်ဖြစ်သွားရင်တောင်မှပဲဟီချိုနာရာဘာခေါလိုအဲ့ရင်တော့ဝယ်မှာပဲလို့ပြောတာဖြစ်တော့ကြောင့်မလို့စစောတော့ကဝါတို့ပယ်ခဲ့တာကြီးကတင်းနဲ့သုံးနဲ့ကတော့ဘလို့မှဖြစ်နိုင်ဘူးဆိုမှပယ်ခဲ့ရလေနော်အဲ့ဒါကြီးကမိမဖြစ်နိုင်နေဆိုပြီးတော့မှဟုတ်တယ်မလားနှစ်နေတန်းကဈေးကြီးတာပို့ပြီးတော့မှကောင်းတယ်လို့တွေးပြီးဝယ်တယ်နဲ့ အဲဝယ်ကိုဝယ်ရတော့မယ့်အရာမျိုးဆိုလို့ရှိရင်ဈေးကိုမစင်းစားဘဲနဲ့ဝယ်တယ်ဆိုတော့ဒါလေးနဲ့ပြောထားတာကပုံမှန်တရားဒါမဲ့လေဒီလူကြီးကညစ်ပတ်ပြီး200လာရောက်နေရမလားဒါမဲ့ကိုကမဖြစ်မနေလိုအပ်နေဆိုလဲဝယ်မှာပဲလို့ပြောတာဖြစ်တော့ကျွန်တော်တို့ဖြေရယုံပါရမလားโอเคလားဟင်အဲ့တော့အဲ့လိုလေးစဉ်းစားလို့ရတယ်ပေါ့လေနော်ဒီလိုပုံစံမျိုးဆောင်းမွက်မှာတော့မလာဘူးเนาะအဲ့လောက်လွဲတဲ့ဟာဆိုတော့လေဒါ run shoe ပုံစံမျိုးထည့်ပေးရထင်ပါတယ်လေနောက်နံပါတ်2ဆိုရင် show tiny teeth 女性はどうだってどうだったと言っていますかって。なげねパタပြောမှာပေါ့လीเนาะ。女性はばるပြောနေရလေတဲ့。အဲ့တော့ဒီမှာเนาะဒီ show တိုင်းလို့ပြောထားတယ်။စစောအေးရမင်းကလေး B ရောက်ကြလေးလို့ပြောရဟုတ်တယ်မလား。အဲ့တော့တကယ်တော့ဒီစာကြောင်းလေးတစ်ကြောင်းလေးဖတ်တာနဲ့ပြင်အဖြေရထွက်ပြီပေါ့လीเนาะ။အဲ့တော့အဲ့လိုခါမျိုးတွေမှာအဖြေလေးကိုအရင်ဖတ်မှာတန်းစားပင်မခံနဲ့ဒါရင်တော့ဖတ်မှာပေါ့ဟုတ်တယ်မလား。အဲ့တော့ဒါကိုလာဖတ်တဲ့ခါမှာ के कंसीडर मादेवा मादे ဆိုတာအထီလို့ပြောရလीเนาะ။ အထိဒါမှမဟုတ်ရှင်လဲမတိုင်ခင်လို့ပြောလို့ရတယ်ဟုတ်တယ်မလားမတိုင်ခင်အဲ့တော့အိမ်နောင်ပြုမဲ့အထိဆိုတော့အိမ်နောင်ပြုဖို့မတိုင်ခင်နော်အိမ်နောင်မပြုအိမ်နောင်ပြုမဲ့အထိကွာဒီလားအိမ်နောင်ပြုမဲ့အထိမှာဂျိုရိုင်းနီကြီးတယ်ရှင်းပိုက်ကိုစတေးလို့ရတယ်အဲ့တော့အိမ်တော်ကထားပါတော့နောက်လာအိမ်တော်ပြုတ်ရမယ်မလားအဲ့တော့အဲ့အိမ်တော်ပြုတ်မဲ့အထိဘောနော်အဲ့တော့အဲ့မရောက်ခင်အထိမှာအနာကနဲ့ပတ်သက်ပြီးတော့မှစိတ်ပူရဲ့နော်အဲ့တော့အိမ်တော်ပြုတ်မဲ့ အချိန်အထိကိုသူကစိတ်ပူတယ်နော်အဲ့တော့အိမ်အောင်ပြုတ်ဖို့မတိုင်ခင်အထိကိုစိတ်ပူတယ်လို့မှတ်ရင်လည်း okay အဲ့မတိုင်နေဆိုပေါ့လေနော်နာနေနာနေမတိုင်ခင်လည်းဖတ်လို့ရသလိုအထိဆိုပြောပြောရင်လည်း okay ပဲပေါ့လေနော်အဲ့တော့နံပါတ်၁ကကြတော့အိုတိုကဒေကီရိုတိုယောက်ျားရသွားရင်တဲ့ချိုတိုင်းနေကြည့်တယ်စင်ပိုင်ဟာကြည့်မယ်တို့အဲ့တော့စဉ်းစားကြည့်နော်အိမ်အောင်မပြုတ်ခင်အထိဆိုရင်သူကစိတ်ပူတယ်ဆိုတော့ယောက်ျားရသွားရင်စိတ်မပူဆိုတဲ့သဘောပေါ့ဟုတ်လားအဲ့လိုဟာကြီးကို နံပါတ်1ကြီးကလေယောက်ျားရသွားလို့ရှင်ရင်အဲအနာကနဲ့ပတ်သက်ပြီးတော့စပြီးစိတ်ပူလာတယ်ဖြောင်းပြန်ဖြစ်နေကြာကူပဲဟောတော့သူကောင်မလေးစိတ်ပူလာကလက်မထက်ခင်အထီကိုသူကစိတ်ပူတယ်လို့ပြောတာဟုတ်တယ်မလားလက်မထက်လက်မထက်ခင်အထီကိုအနာကနဲ့ပတ်သက်ပြီးစိတ်ပူတယ်လို့ပြောတာဒါကြီးကကြတော့လက်ထပ်ပြီးတော့မှပဲအနာကကြီးကိုစိတ်ပူလာတယ်လို့ပြောလို့မလို့ဖြစ်ပေါ်ရခိုင်တော့နေသွားပြီနောက်နံပါတ်2ယောက်ျားရသွားလို့ရှင်အနာကနဲ့ပတ်သက်ပြီးစိတ်မပူတော့ဘူးလေအဲ့မှာဖြေရနိဗ္ဗာန် ဘောနော်သူပြောရလေအိမ်အောင်မပြုတ်ခင်အထိတော့သူ့အနာကနေပတ်သက်ပြီးတော့စိတ်ပူတယ်ဒါပေမဲ့အိမ်အောင်ပြုတ်လိုက်စိတ်မပူဘောအဲ့လိုပုံစံမျိုးပြောချင်တာလေနော်အိမ်မှာရှုပ်ရှုပ်ရှက်ရှက်လေးပါတယ်မရင်ညဆွဲဟာလေးပေါ့နော်မရင်ပါအဲ့တော့အိုတိုကဒေကီရူမရင်ပါဆိုတော့လက်မထက်ခင်လို့ပြောချင်တာလေနော်ယောက်ျားမရခင်လက်မထက်ခင်ပါရှိုးတိုင်းနီစီးတဲ့စင်ပိုက်ရှိနိုင်တယ်ဒီမှာလေမရတယ်လက်မထက်ခင်အထိကိုစိတ်ပူနေပါတယ်ဆိုမှလေနော်စင်ပိုက်ရှိနိုင်ဆိုမှတာပေါ့နောက်နံပါတ်လေးအိုတိုကဒေကီတေခါတော့ ယောက်ျားဘတ်တေခါရပြီးနောက်ဆွဆွပြောရလေနော်ယောက်ျားရပြီးတော့မှပဲတဲ့စင်တိုင်းနေစီးတဲ့စင်ပိုက်နေတာတို့အဲအနာကက်ကိုစိတ်ပူလာတာစိတ်မပူတော့ဘူးတတိုင်းကြီးရှိရဆိုပြီးတော့မှလေနော်အဲ့လိုမျိုးမိမကြီးကခုံသွားမှဆိုတော့ခါကြတော့အဲ့တော့နံပါတ်၄ရလဲမှားတယ်ပေါ့လေနော်ဟိုက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 ်သူပြောတာနော်စာပိုက်ထဲကဟာပြောတာနော်ကျန်တာတော့မပြောပါဘူးလေနောက်နံပါတ်၃ဆိုလို့ရှိရင်ဂေကွန်နီစီးတဲ့အဲ့တော့နောက်ကခက်ကွန်ចောင်းပါလာပြီပေါ့နော်ကေကွန်နီစီးတဲ့ဒေါင်းစေးလို့ပြောထားတယ်ပေါ့နော် ဒီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဲလက်ထက်တာနဲ့ပတ်သက်ပြီးတော့မောင်မားရောက်ကြလေးရဘယ်လိုပြောရလဲကြာဒါကိုပဲအရင်သွားကြည့်မယ်နော်အပေါ်ကကြောစိအောက်ကရောက်ကြလေးဆိုအောက်တစ်ချောင်းလေးဘီကိုပဲကြည့်မယ်ပေါ့လေနော်အိုင်တင်နီခါဝရနိုင်တဲ့ဟိုစီရောဘက်ကိုတဲ့ဟိုစီဆိုရင်ဘက်စေခြင်းနဲ့ဆိုအတိတ်ပဲဟုတ်တယ်မလား and 3 grammar ထဲမှာပါအလေးနော်ဒါပေမဲ့9လေးပါတာပြောကြမလို့မစေခြင်းဘူးဆိုအတိတ်ပဲဟုတ်တယ်မလားအဲ့တော့ခါဝရနိုင်တဲ့ဟိုစီလို့ပြောတာပြောကြမလို့မပြောင်းလဲစေခြင်းဘူးလို့ ခိတိုင်းစတေတာကမျော်လင့်နေပေမဲ့လို့အိုက်တေကခဝါဒီအဲ့တော့ဒါကယောက်ျားအနေနဲ့စဉ်းစားရတာဖြစ်တဲ့ကြောင့်မလို့ယောက်ျားကသူကတော့တော့တစ်ဖက်တူကိုဖြစ်တဲ့တဲ့ကြောင့်သူ့မိမကိုဖြစ်မှာပေါ့လေနော်အဲ့တော့ဒီမှာယောက်ျားကစဉ်းစားရဖြစ်ကြောင့်မလို့ယောက်ျားကတော့တော့မိမကိုမပြောင်းလဲစေချင်ဘူးလို့စဉ်းစားရဲအဲ့လိုမျိုးဆန္ဒရှိရပေါ့လေနော်မပြောင်းလဲစေချင်ဘူးဆိုရင်ဆန္ဒရှိပဲမယ်လေမိမကပြောင်းလဲသွားတာပေါ့အဲ့လိုပုံစံပြောချင်တာလေနော်အဲ့တော့ကြာအဖြေလေးကူတယ်မှာနံပါတ်1ကကြတော့စမနီ 今のままで欲しいと願っているが、妻は変わっている。မိမကိုအခုအတိုင်းလေးပဲရှိစေချင်တယ်ဆိုပြီးတော့မမတော်တော့နေကတဲ့ဆန္ဒပြုနေရဲ့ခီတိုက်စတဲ့ okay ကြိုက်နေပြီနော်မိမကိုအခုအတိုင်းလေးပဲရှိစေချင်တယ်ပေါ့နော်အဲ့လိုဆန္ဒရှိပေမဲ့လို့မိမကတော့ပြောင်းလဲသွားတယ်အဲ့တော့ဒီမှာအာရီတေဘခဝတူဆိုတော့ okay ပြီနော်နံပါတ်1လေးက okay နေပြီကျွန်တော်နံပါတ်2ကိုကြည့်ရော့ဂျီပွန်ကခဝရာ9တော့မို့တေတာက ကိုကတော့တော့တဲ့မပြောင်းလဲအဲ့တော့ဒီជីပုံးကခုကယောက်ျားကနေစဉ်းစားနေတာဟုတ်တယ်မလားအဲ့တော့ dance ဆိုတဲ့ယောက်ျားကတော့တော့မပြောင်းလဲဘူးလို့တွေးနေပေမဲ့いつの間にか変わってしまうတဲ့ဘယ်ချိန်မှမသိရိုက်ခင်မှာပြောင်းလဲသွားခုအကြောင်းကိုပြောစရာမလိုဘူးယောက်ျားကမိမနဲ့ပတ်သက်ပြီးတော့မပြောနေရလीเนาะအဲ့အတွက်ကြောင့်မလို့နံပါတ်1ကြီးကမစဉ်းစားလဲ okay နောက်နံပါတ်3妻にもっとよくよくなってほしいで မိမကိုပို့ပြီးတော့မှကောင်းလာစေခြင်းနဲ့မပြောင်းလဲခိုင်းပါဘူးလို့ဒီထဲမှာရေးထားတယ်လေနော်အရင်တော့ကလည်းကောင်းရင်လည်းဒီပုံစံပဲအခုလည်းဒီပုံစံပဲရရင်အရင်တော့ကလည်းအရန်ဆိုးတဲ့ပုံစံဆိုလဲအခုလည်းဒီပုံရအရန်ဆိုးတဲ့ဟာပဲရစီခြင်းတယ်လို့ပြောတာဟုတ်တယ်မလားမပြောင်းလဲစီခြင်းဘူးလို့ပြောတာကြီးကိုပို့ပြီးတော့မှကောင်းလာစေခြင်းနဲ့ဆိုတော့မှားတယ်နော်နံပါတ်၄ဒီမောင်မဒီမောင်တို့မမတဲ့အီယိုတိုအမုတ်တေတို့ကကိုကတော့အခုပုံစံတိုင်းပဲရှိမယ်လို့တွေးထားပေမဲ့လို့မိမကတော့ပြောင်းလဲသွား ကို့အကြောင်းစဉ်းစားစရာမလိုမိမကိုပဲအခုတိုင်းအခုတိုင်းပဲရှိနေစေခြင်းနဲ့မပြောင်းလဲသွားစေခြင်းဘူးဒါမဲ့သူ့မိမကြီးကပြောင်းလဲသွားတယ်လို့ပြောရလေနော်အဲ့အတွက်ကြောင့်မလို့ဆဆောကမှန်ထားခဲ့တဲ့အဖြစ်အားအကြည့်ပါရမယ်နော်အဲ့ဒါပြီးတော့နောက်ဆုံးပိတ်ပေါ့နော်စာရေးသူရဲ့အပြောအကျဉ်းဆုံးအကြောင်းအရာဘာဖြစ်မှာလဲဆိုမှမေးထားတယ်နံပါတ်1ကကြတော့ဒါအဲဂျိုစီတို့တန်းအော်ဒန်းစီတို့ဂျိုစီဟောခန်းကရရခိုးတို့ကခိုးတို့နော်ဒေတို့ခါတော့မိမနဲ့ယောက်ျားဆိုတာကားတဲ့အတွေးတွေတို့လှုပ်ရှားမှုတွေတို့ဆိုတာကားတဲ့ခိုးတို့နော် ခိုတိုနာခိုတိုနာရုဆိုရင်ကွဲပြားသည်ခြားနာသည်လို့ပြောတာဟုတ်တယ်မလားအဲ့တော့ယောက်ျားနဲ့မိန်းမဆိုတာကအတွေးတွေလို့လှုပ်ရှားမှုတွေဆိုတာမတူကြဘူးတဲ့ကွဲပြားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဇေတိုင်နိဝါကာဒီအာအိုင်နိုင်လုံးဝမဟုတ်ကိုဝါကာဒီမဆိုရင်နားလေလေနော်အာအိုင်မတ်လေထဲလိုက်တော့ ဟိုဟာတွေမှာပြောသလိုပဲဟာနာရှီအိုင်မဆိုအပြန်အလှန်စကားပြောရည်လို့ပြောရည်ဟုတ်တယ်မလားအခုလဲတူတူပဲဟာဝါကာဒီအောက်ဆိုအပြန်အလှန်နားလေတယ်သဘောပေါက်တယ်လို့ပြောတယ်ဝါကာဒီအာအေနိုင်လို့ပြောတာဖြစ်ကြောင့်အပြန်အလှန်သဘောမပေါက်နိုင်ဘူးအဲ့ဒါမှတော့တော့အားလုံးဘယ်သူမှရှိလာမှာမဟုတ်တယ်မလားယောက်ျားလည်းမိန်းမတသက်လုံးမတိတ်လို့ယောက်ျားလည်းရမှာမဟုတ်ဘူးမိန်းမလည်းရမှာမဟုတ်အဲ့လိုပုံစံဖြစ်သွားနိုင်တယ်လीနော်အဲ့တော့နည်းနည်းတော့မဖြစ်နိုင်ဘူးလားပေါ့လीနော်နောက်နံပါတ်1ကကြတော့ဒေါန်စီတို့ဂျိုစီနိုအေခန်းကရဲ့ခတာရခိုးတော်ကခိုးတော်နာတေအီလူ ကလို့ပေးထားရယ်เนาะအဲ့တော့တင့်နဲ့နင်းနဲ့လေးကပြောင်းပြန်ပြောတော့မယ်။ရောက်ကျောင်းနဲ့မိမရဲ့အတွေးတွေလို့လှုပ်ဆောင်ပုံတွေတော့မတူဘူးဆိုပေမဲ့လို့တဲ့။ဇိုသေးဘကောက်ကောက်ကူသေးဘကောက်ကောက်ကူဆိုရယ်သိပ္ပံပညာမှာတော့လေးတဲ့။ရှိုးမေးဆရဲဒိန်နိုင်တဲ့သိပ္ပံပညာကြီးမှာအဲ့ဒါကြီးကိုအတိမတ်ပြုမထားဘူးတဲ့။ဟင်းရောက်ကြတဲ့မိန်းမနဲ့ကွဲလွဲနေရဆိုတာကြီးကလူတိုင်းတည်နေမှာဟုတ်တယ်မလားအဲ့ဒါကြီးကိုတိပ္ပံပညာမှာအဲ့ဒါကြီးကိုဟိုတက်တည်မပြထားဘူးပေါ့လေနော်နည်းနည်းတော့ဥကာရှိပဲနောက်နံပါတ်3ခုံတော့ဟာနိုင်စင်တော့ 男性と女性の考えや、えー、行動を比較は合っているで。ဒီစကားပေါ့နော်ဒီမှာ A B တူပြောထားရဟုတ်တယ်မလားအဲ့ဒီအကြောင်းအရာတွေရောက်ကြနဲ့မိမနဲ့စဉ်းစားပုံတွေခိုးတိုးတွေရဟီကကုပေါ့နော်နှိုင်းရှင်မှုတွေကတဲ့ကိုက်ညီနေပါတယ်တဲ့နော်ကိုက်ညီတဲ့အကြောင်းပြောမလားပေါ့လေနော် နောက်နံပါတ်၄ကကြတော့ဒေါန်စီတူဂျိုစီမကြီးကောင်းတော်တော်ကအဲ့တော့နံပါတ်၃ကြီးတခုရွယ်ကွဲထွက်နေတယ်တွေ့လိုက်နံပါတ်၁ရော၂ရော၃ရောမှာယောက်ျားနဲ့မိန်းမကိုကွဲလွဲတဲ့အကြောင်းတွေပြောထားတယ်တနှစ်ကလည်းယောက်ျားနဲ့မိန်းမကွဲလွဲတယ်ဆိုပေမဲ့လို့လို့ပြောထားတယ်။နံပါတ်3ကကျတော့ယောက်ျားနဲ့မိန်းမဆိုတဲ့ဟာမျိုးကွဲလွဲနေတာဖြစ်လို့ကိုကိုဝါကာဒီအာဝိုတို့ဆိုရင်အပြန်အလှန်နားလေဖို့ဆိုပြီးတော့မှဒိုရီယိုကုစရခိုတော့ဂျီယိုဒေးစ်တဲ့လုံလဝရီယာစိုက်တင်တယ်။ဒါမှပဲ အဲဘယ်လိုပြောမလဲအိမ်အောင်ရေးတာရပြီးတော့မှအဆင်ပြေပါလေဟုတ်တယ်မလားရောက်ကြတဲ့မိမကြီးကမတူနေလို့ဆိုမှလုံးဝရုံမင်းနဲ့ငါနဲ့ကမကိုက်နိုင်ပါဘူးလို့ပါလို့အဲ့လိုကြီးသွားလို့လို့အဆင်မပြေဘူးလေနော်အဲ့တော့အဖေကရေဘူးရအနေနဲ့ဆိုတော့ကနံပါတ်လေးလေးကမှန်မလားပေါ့လေနော်ရေဘူးရပေါ့လေကြာအောက်ကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဆိုင်းအီတူရဲ့အပြုတ်ကျဉ်ဆုံးအကြောင်းအရာကြီးဆိုနောက်ဆုံးပိတ်မှာပဲပါတယ်လို့ပြောဟုတ်တယ်မလားကိုဖက်ဆရာလည်းဒါကြီးပဲရှိရောပဲကွယ်အဲ့တော့ကြည့်ကြည့်မယ်ဆိုရင် task ကနေတေးကြတာပေါ့တဲ့ဂျီဘွန်ရဂျီဘွန်တို့မဝိုင်းတော့ဟိုတို့မိတယ်တော့ ကိုနဲ့ကိုပုံဝင်ချင်မှရှိနေတဲ့လူတွေကိုကြည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အာတေရူယိုနီအိုမွေအိုမွေတို့ကိုက်ညီနေတယ်လို့တွေးလို့ရတယ်တဲ့နော်အပေါ်ကစာကြောင်းနဲ့ A ကမိမကိုပြောတယ် B ကယောက်ျားကိုပြောတယ်စာကြောင်းတွေကကိုနဲ့ကိုပုံဝင်ချင်ကိုကြည့်လိုက်တယ်ဆိုတော့မှပဲကိုက်တာမျိုးတွေကိုက်တယ်လို့မြင်ရပါတယ်အဲ့တော့နော်နံပါတ်3ကြီးနဲ့သွားပြီးတူသွားပြီနော်နှိုင်းရှင်မယ်ဆိုရင်ကိုက်တဲ့အကြောင်းပြောနေပြီနော်ဒန်ဂျောဝယောက်ျားမိမဆိုတာကတဲ့မိုတိုမိုတိုဂျီဂါမိုနိုဒါတိုခန်ဂါရီတာဟိုကယောဆာဆိုဒေးစ်တဲ့အဲ့တော့ရှီရဟာဒါကြီးကခိုက်တယ်လို့တော့မှန်တယ်ပေါ့လေနော် ပြမှန်နေဆိုထောက်ခံထောက်တော်ထောက်ခံထားရဆိုပေမဲ့နောက်မှာဆက်ပြောတယ်ရုပ်ကြောင်းမိမဆိုတာကနကိုကလေးကကိုွေးလွဲတဲ့အရာပါလားလို့စဉ်းစားလိုက်တာပို့ပြီးတော့မှ ကောင်းမဲ့ပုံပါပဲလို့ပြောတာဖြစ်ကြောင့်မလို့ဒီအပေါ်ကစာထက်ဆိုင် အောက်ကပေါ့နော်ရုပ်ကြောင်းနဲ့မိမဒီလိုကိုွေးရဒါကြောင့်မလို့ဒီလိုအတွေးရှိရပါလားလို့စဉ်းစားလိုက်တာပုံမှန်တယ်လို့ပြောချင်တာဖြစ်ကြောင့်မလို့နံပါတ်3ကြီးနှိုင်းရှင်မှုတွေကမှန်တဲ့အကြောင်းမှားသွားပြီ။ စစောကိုစဉ်းစားထားတဲ့ယောက်ျားမိန်းမကွဲလွဲရင်ဒါဖြစ်မလားယောက်ျားမိန်းမကွဲလွဲတဲ့အကြောင်းကိုမှန်နေဆိုပေမဲ့သိပ္ပံပညာမှာအဲအသက်တည်မပြထားဘူးလားယောက်ျားမိန်းမကွဲလွဲရတဲ့အကြောင်းမလို့အပြန်လန်နားလည်မှုရှိအောင်လုပ်ဖို့အတွက်ပေါ့နော်တို့တို့တယောက်ခုစိုက်တင်တာလားပေါ့လေနော်အဲ့တော့နောက်တစ်ကြောင်းကိုဆက်ကြည့်လိုက်ရင်အာဟိတေဝဇီဝန်ဒိုဂျီဂေါန်နောဒါကာရာတဖက်တူဆိုတာကိုနဲ့ကွဲယောက်ျားအနေနဲ့ကြည့်မယ်ဆိုလဲမိန်းမဆိုတာယောက်ျားနဲ့မိန်းမဖြစ်သွားဟုတ်တယ်မလားမိန်းမအနေနဲ့ကြည့်မယ်ဆိုလဲတဖက်တူကယောက်ျားဖြစ်တဲ့အကြောင်းမလို့ ်ကိုနဲ့မတူတော့ဘူးလေနော်အဲ့လိုမျိုးမတူတော့တဲ့ဟာမျိုးဆိုလို့ရှိရင်ဂျီကကိုဥမေတေကူတာမေအဲ့ဒီကွဲလွဲမှုကိုဥမေတို့ရဲ့အတိတ်ပဲမြေဖို့တယ်လို့ဖုံးတယ်လို့အတိတ်ပဲဟုတ်တယ်မလားအဲ့တော့အဲ့ဒီကွဲလွဲမှုကြီးကိုဖုံးတယ်ဤကူရဲ့အတိတ်ပဲသွားတယ်အဲ့တော့ဖုံးသွားဖို့အတွက်ဒိုရီယိုကူကနောက်ကြေတယ်ပါလုံလဝတိယစိုက်မှုတာမရှိရင်ဆိုတော့ပုတ်တီပဲကွယ်နံပါတ်၄ဟုတ်တယ်မလားလုံလဝတိယစိုက်တာနံပါတ်၄တချောင်းပဲပါလေနော်အဲ့တော့ ယောက်ျားမိန်းမရဲ့အတွေးတွေအမြင်တွေအကုန်အကုန်လုံးပေါ့နော်ကွဲလွဲမှုတွေကိုဖုံးအုပ်သွားဖို့အတွက်လုံလောက်ဒီကစိုက်မှုတာမရှိရင်ယူဤကောင်ကေကိုစကူရခုတော့ဒေကိနိုင်ကောင်းမွန်တဲ့ဆက်ဆံရေးတွေဖန်တီးနိုင်မှာမဟုတ်ဘူးတကယ်တော့အဲ့ဒါကယောက်ျားပဲဖြစ်မိန်းမပဲဖြစ်ဖြစ်ပေါ့နော်ယောက်ျားကလည်းမိန်းမမဟုတ်လို့မိန်းမလည်းယောက်ျားမမဟုတ်မိန်းမမိန်းမချင်းယောက်ျားယောက်ျားချင်းဆိုလို့ရှိရင်လည်းပဲ အဲဒီလိုနားလည်မှုတွေဒါမလုပ်ဘူးဆိုရင်ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးလေနော်အဲတော့ကောင်းမွန်တဲ့ပတ်သက်ဆက်နွယ်ကြီးဆိုတာကဖန်တီးနိုင်မှာမဟုတ်ဘူးလို့မမိုးတော့ဟုတ်ခဲ့ရေးတာတော့တွေးလိုက်တာကောင်းမယ်ထင်ပါတယ်ဒါကယောက်ျားအိုးသူရဲ့ယောက်ျားမလို့ဒီလိုပါလားအိုးဒါမိန်းမမို့လဲမိန်းမပါလားဆိုရင်အတွေ့မျိုးပေါ့နော်အဲ့လိုမျိုးအပြန်အလှန်နားလည်ပေးဖို့တို့တို့ကလုံလာဝတိရတာမဆိုင်ပေးဘူးဆိုရင် ကောင်းမွန်တဲ့ relationship မျိုးပေါ့နော်ပေါင်းတဲ့ဆက်ဆံမှုမျိုးဖန်တီးနိုင်မှာမဟုတ်ဘူးလို့စဉ်းစားလိုက်တာပို့ပြီးတော့မှကောင်းပါတယ်လို့ပြောတော့စွစောကနံပါတ်1ဇေတိုင်နိဝါကာဒီအိုင်နိုင်တယ်အဲ့တော့အဲ့လိုသားဆိုလို့ကတသက်လုံးတို့တွေဆိုရလဲဖြစ်လာမှာမဟုတ်တမလားယောက်ျားမိန်းမရဲ့ဟိုလင်မယားတို့အဲ့လိုမျိုးဇနီးမောင်နှံတို့ဆိုဖြစ်လာမှာတော့မဟုတ်ဘူးလေနော်အဲ့တော့ဒါကြီးကလည်းမဖြစ်နိုင်နောက်နံပါတ်1ကကြောက်လို့ရှိရင်ယောက်ျားမိန်းမရဲ့စဉ်းစားပုံစဉ်းစားနေကိုွဲလွဲရဲ့ဆိုမဲ့တိတ်ပတာပြောဖို့မပြောထားဘူးပေါ့လေနော်အဲ့တော့အဖြေကပြောပါပြန်မလားโอเคလား ရမယ်နော်အဲ့တော့ဒါကလည်းအရင်လွယ်နေရောဒီလိုပုံစံကြီးတေးကြရပဲတော့မှမလောက်ဘောနော်ဇေတိုင်နိစစ်တမစာရေနိုင်ဘောလीနော်ဒီလိုပုံစံမျိုးလုံးဝယူမှာမေးခွန်းအမေခံမှာမျိုးမဟုတ်ဘူးဆိုတော့လीဟိုက်အဲ့တော့၄၈လည်းဒီနံပါတ်ပြီးပါပြီโอเคပါ